အားလုံးပဲမင်္ဂလာပါဒီကလေးမှာကျွန်တော် sharing လုပ်ပေးချင်တာကတော့ကျွန်တော်ရဲ့အတွေ့အကြုံလေးတွေ sharing လုပ်ပေးချင်တယ်ကျွန်တော်လိုမျိုးမဖြစ်ရအောင်လည်းမျှဝေပေးချင်တယ်ကျွန်တော်တို့ Facebook ပေါ်ကပတ်စံလိုချင်တယ်ဆိုရင်လည်းဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပါ Facebook page တွေကိုဝယ်တော့မယ်ဆိုရင်လည်းကျွန်တော်ရဲ့ message ကဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပါအဲ့ဒီဗီဒီယိုလေးမှာအခုလိုမျိုးပေါ့နော်ဒီ page မှာဆိုရင်တစ်ချက်ကြည့်လိုက် Star Secretion Quantum Money Partner Bonnet ပေါ့နော်အဲတရားတွေအကုန်အောင်ထားတယ် အဒီပေကသာကျွန်တော်လွန်ခဲ့တဲ့2022လောက်ကဒီပေကဝယ်ထားတာ follower 9000ကျော်လောက်ရှိတယ်ဗောနော်ဈေးပေါပေါနဲ့ရတဲ့အတွက်ကျွန်တော်ဝယ်ထားတယ်ဝယ်လိုက်တော့ငါသူ့မှာကဘာပါလာလဲဆိုတော့အောင်ထားတာပြောတာနော်အဲသူ monetization အောင်ထားတာကသူချိတ်ထားတာကစတားအောင်ထားတယ် secretion သူ့မှာအောင်ထားတယ်အောင်ထားတဲ့အတွက်သူကကျွန်တော်ကိုလာရောက်နေဒါကစတားနဲ့ secretion ကိုကသူ့ရဲ့ပေးအောင်နဲ့သူချိတ်ထားတယ် အဲချိတ်တာပြင်မဲ့ပတ်စံကမရသေးဘူးဘာဆက်တိုက်မှမပွင့်သေးဘူးပေါ့နော်ဒါနဲ့သူ့စီရဲ့ပေ့ကိုကျွန်တော်ကဝယ်လိုက်တယ်ဒါကပေ့ဝယ်မဲ့လူတစ်ချက်သတိထားနော်ကျွန်တော်ဒီဗီဒီယိုတင်ရင်ပေ့အောင်စားတဲ့လူကလာဆက်မယ်လာပြီးတော့ကျွန်တော်ရက်ကောက်ရပုတ်ဝိုင်းထုမယ်ထွက်ကျင်ထုဆဲကျင်ဆဲကျွန်တော်ကပေ့ပြတ်သွားလဲနောက်တဲ့ပေ့တစ်ခုဝယ်မယ်ပေါ့နော်ဒါကပေ့ဝယ်မဲ့လူတွေတစ်ချက်သတိထားပါပေ့ဝယ်တော့မယ်ဆိုပေနော်ကျွန်တော်တို့ပေ့တိုင်းမှာက follow 900ပြည့်တာနဲ့ star ဆိုတာကတန်းပွင့်တယ် အဲတချို့ကြတော့လဲစတားပွင့်တာနဲ့လက်ကစားပြီးတော့ကိုယ်မှာရှိတဲ့ပေးအောင်နဲ့ချိန်လိုက်တယ်အဲဆက်ကရှင်ပေါ်လာရင်လည်းချိန်လိုက်တယ်ပေါ့နော်အဲဒီပေးမှာလည်းအဲ့လိုမျိုးပေါ့နော်အဲကျွန်တော်ပေးဝယ်တုန်းကဘာပါလာလဲဆိုတော့စတားအောင်ထားတယ်အဲဒီနှစ်ခုအောင်ထားတယ်ပေါ့နော်စတားနဲ့ဆက်ကရှင်နဲ့အောင်ထားတယ်အောင်ထားတာဖြစ်တဲ့အတွက်ကျွန်တော်ကဝယ်လိုက်တယ်အဲဝယ်လိုက်တဲ့အတွက်ပေါ့နော်အဲကျွန်တော်ကလည်းနောက်ဗီဒီယိုလေးပုံမှန်တင်ပြီးတော့ run လိုက်တယ်ဝမ်း run in run in နဲ့ပေါ့နော်ဘောနက်ကထပ်ပွင့်လာတယ် အဘောနဲ့ထပ်ပွင့်လာတဲ့အချိန်မှာကျွန်တော်ရဲ့ကိုယ်ပိုင်ပြေးအောင်တဲ့ဘောနဲ့ကိုကျွန်တော်ကချိန်လိုက်တယ်။ချိန်လိုက်တော့ငွေဝင်တယ်ပေါ့ဗျာ။ဟာကျွန်တော်ငွေယူနေတယ်။အခုနောက်ဆုံးကွန်းတဲ့မော်နင်းဆက်ကပေါ်လာပြန်တယ်။ပေါ်လာတယ်ကျွန်တော်ချိန်လိုက်တယ်။ကွန်းတဲ့မော်နင်းဆက်ကလည်းကျွန်တော်ပတ်စံရတယ်။အဲဘောနဲ့ကလည်းရတယ်ပေါ့နော်။ဒါကွန်းတဲ့မော်နင်းပြောင်းလာတော့အားလုံးကကျွန်တော်ပတ်စံဝင်နေတာ၃လလောက်တော့ကျွန်တော်ဝင်လိုက်တယ်ပေါ့နော်။အဲ၃လလောက်ဝင်လိုက်ပြီးတော့မှအခုမှဘတ်ဆိုပြီးတော့ထပြီးတော့ကျွန်တော်မှကဒီလိုမျိုးဘန်းအေရာဖြစ်သွားတယ်။ အဒီပန်အရာကဘာကြောင့်ဖြစ်သွားလဲဆိုတော့သူ့ရဲ့စတားနဲ့စကရီရှင်နဲ့ကျွန်တော်ပေးပိုင်ရှင်မှာချိတ်ထားတာသူကပေးပိုင်ရှင်ကစတားနဲ့စကရီရှင်နဲ့ကို तू ကချိတ်ထားတယ်သူ့ရဲ့ပေးရောက်မသွားပြီးတော့အဲရာကြတာဖြစ်တဲ့တူကကျွန်တော်မှာအကုန်လုံးပေါ့နော်ဘောနက်ကိုအဲစီယံပေါ့နော်ကွန်တက်မော်ဒယ်ဆက်ကိုနှစ်ခုလုံးကလာပြီးတော့အော်တိုကျသွားတယ်ဒါကျွန်တော်ရဲ့ဘောနက်နဲ့ကွန်တက်မော်ဒယ်ဇေးရှင်နဲ့ချိတ်ထားတဲ့ပေးရောက်ကအဲရာဖြစ်တာမဟုတ်ဘူးနော်ကျွန်တော်လက်ရှိသုံးနေငွေထုတ်နေတာပဲ service unit အကောက်ပဲ အဲ့ဒီကောင်းတဲ့ချိန်တည်းအဲ့ဒီကောင်းမှာဘာအဲ့ဒါမှမဟုတ်ဒါပေမဲ့အပေါ်ကစတားနဲ့စကရီရှင်နဲ့ကကျွန်တော်ဝယ်တာတော့ကပါလာလာဖြစ်တယ်အတွက်ပေါ့နော်သူကချိန်တာသူ့ရဲ့အကောင့်မှာသွားပြီးတော့အဲ့ဒါသွားကြလိုက်တာမမြင်တဲ့အတိုင်းပဲပေါ့နော်အဲသူ့မှာအဲ့ဒါသွားကြတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ CM မှာချိန်ထားတယ်ပတ်စံနဲ့ CM CM အောင်ထားတာရောဘောနဲ့အောင်ထားတာရောပေါ့နော် CM နဲ့ဘောနဲ့ကတော့တခုလေပေါင်းသွားတာဖြစ်တယ် CM အောင်ထားတာပေါ့နော် CM အောင်ထားတဲ့ပျောက်ကလုံးဝဘာအဲ့ဒါမှမရှိငွေထုံနေတဲ့အကောင့်ပဲဒါပေမဲ့စတားမှာချိန်ထားတယ်ပျောက်ကသွားပြီးတော့သူ့မှာပေါ့နော် ဲ့ဒါသွားကြတာဖြစ်တဲ့အတွက်ကျွန်တော်မှ CM လာပြီးတော့ပတ်စံမရတော့ဘူးပေါ့နော်အဲဒါကြောင့်ကျွန်တော်ဒီနေရာမှာတစ်ချက်သတိပေးချင်တာပေါ့နော်အဲဘောနပ်အောင်ထားရပဲဘာပဲအောင်အောင်ထားပေါ့နော်တချို့ကြောက်လဲတချို့ပေးနေရောင်းနေတယ်ရှိတယ်စက်သားတို့စကရီရှင်းတို့အရင်တော့အဲဒီရအောင်ထားရပေးနေရှိတယ်ဘောနပ် instant ရပေါ့နော်အောင်ထားပြီးတော့လာရောင်းတဲ့လူတွေရှိတယ် CM ဆက်တက်ကြီးပေါ်လာလို့တော့ပေါ့နော်ကိုယ်ပိုင်ဘန်နဲ့ချိန်လို့ရပါတယ်ဆိုပြီးရောင်းလို့လာရောင်းလိုက်ရှိတယ်ကျွန်တော်ချိန်မရဘူးပြောခဲ့တာမဟုတ်ဘူးချိန်ရတယ် အဲကျွန်တော်တို့ကပေးတစ်ခုဝယ်လိုက်တယ်အဥမာသူ့စီမှာအခုကျွန်တော်လိုမျိုးပေါ့နော် star circulation အခုအောင်းထားတယ်ပေါ့နော်အောင်းထားတာဟိုသူ့ရဲ့ဘန်နဲ့ချိန်ထားတယ်အရှင်းဆုံးပြောရရင်တော့ဘန်နဲ့ချိန်ထားတဲ့ပိတ်လာရောက်နေဆိုရင်လုံးဝမဝင်နဲ့ဝယ်ခြင်းနဲ့ဆိုရင်ဆက်ပေါ်နေအပြာလေးဆက်ပေါ်နေတဲ့အတန်းနေထားမှာပဲဝယ်ဖို့ကျွန်တော်ကတော့အကြံပေးတယ်ဒါကတော့ဒီပိတ်ကကျွန်တော်ဝယ်ထားတာဒါဆိုရင်ကျွန်တော်တို့တွားသွားပြီဘာမျောလင်းချက်မှမရှိတော့ဘူးဒီပိတ်ကဒါရိုးရိုး တင်ကစားရပေးတခုပဲရမှာနော်ဖော်လိုဝါတောင်းလေးတောင်းလဲအဲဒါနှစ်မျိုးဖို့ကောင်းတယ်ဒါလေးကအတွေ့အကြုံတခုပေါ့နော်အဲဒါလေးကို sharing လုပ်ပေးတာတချို့တော်တော်များများ Facebook page ဝယ်တော့မယ်ဆိုရင် monetization အောင်လာလာလေးရောင်းပေးပါဒါမျိုး monetization အောင်လာလာပေးကိုမိတ်ဆွေကဝယ်မယ်ဆိုရင်သူ့ကိုလုတ်ကျွေးနေရတယ်အတူတူပဲပြင်မယ်ပေါ့နော်အဲဒါမျိုးလေးချက်3ဒါနောက်တစ်ချက်ကျွန်တော်တို့ပေးဝယ်တော့မယ်ဆိုရင်ပေးမှာစတားပဲချိန်ထားချိန်ထား subscription ဘာပဲချိန်ထားချိန်ထားဘယ်တစ်ခုခုနဲ့ချိန်ထားပြီးပြီးပေးရတစ်ခုနဲ့ချိန်ဆက်ထားပြီးဆိုရင်အဲ့ဒီပေးကလုံးဝမဝင်နဲ့တော့ အပေးရောက်ပါပေးလာမယ်ဘန်တွေကအကုန်လုံးပေးလာမယ်ဆိုတော့ကျွန်တော်မပြောဘူးပေါ့နော်တကယ်လို့ကျွန်တော်ရဲ့မိတ်ဆွေကအခုလိုမျိုးပေါ့နော်ပေးတစ်ခုဝယ်တော့မယ်အဲ့ဒီပေးမှာကစတားအောင်လာတဲ့အကိုစတားကိုသူ့ဘန်နဲ့ချိတ်ထားတဲ့ဆိုရင်လုံးဝမဝင်နဲ့တကယ်လို့သူ့မှာချိတ်ထားတဲ့ပေးရောက်ကသွားပြီးအဲဒါကြတာနဲ့မိတ်ဆွေမှာပေါ့နော်အကိုကတော့ CN နေပေါ်လာလို့ကိုရဲ့ပေးရောက်နဲ့ချိတ်ပြီးတော့ငွေထုတ်နေတယ်ဖိုးဘက်ကချိတ်ထားတဲ့စတားကသွားပြီးတော့ပေးရောက်ကအဲဒါကြတာနဲ့မိတ်ဆွေပါမရတော့ဘူးမိတ်ဆွေသူကတစ်ခုကိုသွားပြီးတော့ပြစ်ချက်သွားထီးလို့မရဘူးပေါ့နော်အဲဒီမှာဆက်တက်တွေပေါ်နေတယ်အဲ့ဆက်တက်တွေထက်က အဲတခုခုသွားပြီးတော့အဲ့ဒါသွားထိတာနဲ့ကြံတဲ့အဟာတွေကအော်တိုကျသွားတယ်ပေါ့နော်ကျွန်တော်မှာပိတ်၃ခုကျသွားတယ်ပေါ့နော်အဲဒါကတော့ဝေလာတဲ့ပိတ်ကတော့ကျသွားတာတော့လေဒါကျွန်တော်ရကန်တရားဖို့နော်အဲဒါကသူ့ကိုလည်းအပြစ်ပြောတာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ပိတ်မှာကြီးရှုနေတဲ့မိတ်ဆွေတွေပိတ်ဝယ်မဲ့မိတ်ဆွေတွေအဲတစ်ချက်တည်းထားဖို့ကျွန်တော်တို့ပိတ်တစ်ခုကိုဝယ်မယ်ဆိုရင်ဘာဆက်တဲ့ကူမှာဘာမှမချိရသေးတဲ့ပိတ်မျိုးကိုဝယ်ဖို့ကျွန်တော်ကတော့အကြံပေးတယ်တစ်ခုခုချိန်ထားတဲ့ပိတ်ဝယ်မရဘူးလားအကိုဆိုဝယ်လို့ရတာပေါ့နော်အဲဒါမှပြစ်မချင်းပေါ့နော် အဲ့ဒါကလည်းရှိလာပိုင်သူဖြစ်ဖို့သိချပေါ့များကြပါတယ်တကယ်လို့ပေါ့နော်အဲတခုခုကအဲ့ဒါကြရင်ကျွန်တော်ရဲမရှိဝယ်ထားတာတွေကနှစ်မျိုးကိုကောင်းတယ်ပေါ့နော်အဒါလေးကအတွေ့အကြုံတစ်ခုပေါ့နော်နောက်တစ်ခုဖတ်ပြပေးမယ်အဲကျွန်တော်ရဲ့ပေးတစ်ခုကဒီပေးတစ်ခုဆိုရင်လည်းထိုနည်းတူပဲဒါကတော့ကျွန်တော်ကိုယ်တိုင်ဖြစ်တာပေါ့နော် အဲ့ဒီပေးမှာဆိုရင်ကျွန်တော်က follower ဘယ်လောက်ရှိတယ်ဆိုတော့တသိန်းနဲ့တထောင်ရှိတယ်ဒီ follower အဒီပေးမှာပေါ့နော်အဲ့ဒီပုံမှာ follower တသိန်းနဲ့တထောင်နဲ့ရှိပြီဒီမှာဒီပေးမှာဘာပြစ်ချက်မှမရှိဘူးအဲ့ပေးက auto sign ဒါပေမဲ့ဒီပေးကိုကျွန်တော်မတင်တော့ပြစ်ထားလိုက်တယ်အဲ့ဒီပေးကလုံးဝ auto sign နဲ့ဒါပေမဲ့ monetization မရဘူးအဲ့ဘာကြောင့်ဒီပေးက monetization မရရလဲဆိုတော့ဖွင့်နေသူပဲပေါ့နော်အဲ့ဒီပေးကဒါကျွန်တော် payout တစ်ခုကအဲ့ဒီမှာကျွန်တော်ချက်နှိပ်ပြလိုက်မယ် အဒီနေရာလေးကိုချက်ဝယ်လိုက်မယ်အဲ့ဒီမှာကျွန်တော်ပေးရောက် error ဖြစ်သွားတာပေါ့နော်အဲ့ပေးရောက် error ဖြစ်သွားတဲ့အတွက်သူကငွေရှာလို့မရတော့ဘူးပေါ့နော်ဒီပေးမှာကြည့်လိုက်အဲအရင်တုန်းကကျွန်တော်ဘောနဲ့နဲ့ estate area နဲ့အောင်ထားတာပေါ့နော်အောင်ထားတာဒါကျွန်တော်ကပေးရောက်မှာပေါ့နော်ဒီအဆောက်အုံကျွန်တော်တို့ဒီပေးမှာဘာပွင့်လဲဆိုတော့ star ပွင့်တယ် secretion ပွင့်တယ်အဲ estate area ပွင့်တယ်ဒါကိုကျွန်တော်ကပေးရောက်တစ်ခုနဲ့ကျွန်တော်ချိန်ထားတယ်အဲ့ချိန်ထားပြီးတော့ငွေထုတ်တယ်ပေါ့ဗျာအဲနောက်တစ်ချက်သူ့မှာဘောနဲ့ထပ်ပွင့်လာတယ်အရင်တုန်းကပြောတော့ပေါ့နော် လွန်ခဲ့တဲ့2022 2023တော့ကဘောနက်ကထပ်ပွင့်လာတယ်အဲဘောနက်ထပ်ပွင့်လာတာဖြစ်တဲ့အတွက်ဘောနက်ကကနောက်ထပ် payout တစ်ခုပေါ့နော်အဲဒီ payout မှာက payout နှစ်ခုလို့ကွဲနေတယ်အရင်တော့ကချိန်ကြီးရတယ်ဗျာ payout ကွဲနေတယ် instant area star subscription က payout တစ်ခုအဲဘောနက်က payout တစ်ခုကျွန်တော်ချိန်ထားတယ်အချိန်ထားတဲ့အတွက် instant area star နဲ့ subscription နဲ့ payout မှာကအကောက်က disable သွားကြသွားတယ်အကောက်က disable သွားကြတော့ဒီဘက်ကဘောနက်တမှာပါလာပြီးတော့ကျွန်တော်ဘောနက်ကိုတစ်ချက်နှိပ်ပြမယ် အဲဘောနက်မှာပါဗောနော်အဲသူကလာပြီးတော့ကျွန်တော်တို့ကိုဒီလိုမျိုးဗောနော်အဲ့ဒါလာကြသွားတယ်ဘောနက်မှာလည်း issue ဆိုပြီးတော့အဆင်မပြေရတော့ဗောနော်ဒါဘောနက်က payout တစ်ခုနော် insurance area နဲ့ star securitization နဲ့က payout တစ်ခုအဲဒါကြောင့်ကျွန်တော်ဒီနေရာမှာအကြံပေးချင်တာကဗောနော်ကျွန်တော်ပေးဆိုရင်ဒါသွားပြီအဲလုံးဝဗောနော် follower တသိန်းကျော်ရှိတယ်ဒါပေမဲ့ social သွားရေး social ကတော့ပြဿနာမရဘူးသင်ငန်းစာလေးလေးရတယ်အတွေ့အကြုံလေးတွေရခဲ့တာတော့အဲကျွန်တော်တို့အဖို့မဖြစ်နိုင်ဘူးဗောနော် ဒါပေမဲ့ကျွန်တော်ရဲ့အတွေ့အကြုံလည်းကျွန်တော်အတွေ့အကြုံတိုင်းကိုကျွန်တော်ဒီတိုင်းမထားဘူးကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်သိစေချင်တယ်အမျှဝေပေးချင်တယ်စံတာပေါ့နော်တကယ်တမ်းကတော့ဘယ်သူမှတော့တော်တော်များများကတော့ public နေလည်းမချချပြပါဘူးဒါပေမဲ့လည်းကျွန်တော်ပြင်မှာကြီးရှုနေတဲ့မိတ်ဆွေတွေကျွန်တော်လိုမျိုးမဖြစ်ရအောင်နောင်တမရရအောင်အကိုချင်းစားတဲ့စိတ်နဲ့ဒါကျွန်တော် share နေလုပ်ပေးတာအကျွန်တော်တို့ page တစ်ခုကိုပေါ့နော် follower တသိန်းတော့ရဖို့ဆိုရင်ကျွန်တော်တို့နှစ်ချီပြီးတော့စူးစမ်းခဲ့တာပေါ့နော်အဲနှစ်ချီစူးစမ်းခဲ့တာတွေကိုတဲတဲရေတွန်းတလို့မဖြစ်ရအောင်ပေါ့နော် အဲကျွန်တော် share လုပ်ပေးတာဒါကြောင့်ပေးရောက်ကအရန်အရေးကြီးတယ်ပေါ့နော်အဲကျွန်တော်တို့ပေးတစ်ခုကိုဝယ်တော့မယ်ဆိုရင်လည်းကျွန်တော်ရဲမိတ်ဆွေကအဲ့ဒီဝယ်တဲ့ပေးမှာဘာဆက်ရက်ဟိုမှာဘာဖန်နဲ့ချိန်ထားတာကိုပေးဟိုမှာမဝယ်ဘူးတော့ကျွန်တော်အကြံပေးတယ်ဒီဗီဒီယိုဆက်တင်တော့ကျွန်တော်ကို share မယ်ဆိုတာတော့ကျွန်တော်သိတယ်အဲကျွန်တော်ပေးဟိုဘဝိုင်းတူတူပြတ်သွားလဲဆိုရင်နောက်ထပ်ပေးတစ်ခုထပ်ဖွင့်မယ်နော်အဲ့ဒီပေးတွေကျရင်လာပြီးတော့လည်း follow လုပ်ပါအောင်ပြတ်သွားရင်ပြောတာပေါ့နော် ။ဒါပေမဲ့ဒီပေးတွေတော့ဒါကျွန်တော်မှအသုံးလို့မရတော့ဘူး။ဘုနာဒါကြောင့်ကျွန်တော်တစ်ချက်3ပေးချင်တာပေးဝယ်မယ်ဆိုရင်ပေးမှာပါလာတဲ့ဆက်တဲ့တွေကိုဘာချိတ်ဆက်မှုမှတစ်ခုမှမရှိနေပါစေနဲ့။ရှိနေမယ်ဆိုရင်ကျွန်တော်ကတော့ဒါမိတ်ဆွေစဉ်းစားပါတော့နော်။မဝယ်ဖို့အကြံပေးတဲ့တကယ်လို့အခုလိုမျိုးအဲ့ဒါဖြစ်ရင်အမေဆွေကစတားပြတနာမရှိဘူးကော CM ပေါ်လိုက်ငါဗန်တဲ့ချိန်မှာငါကောင်းတဲ့ချိန်မှာပဲဆိုရင်လည်းမရပါဘူးသူစတားမှာ error တော့တက်တာလေမိတ်ဆွေ CM မှာ auto ကျတယ်ပေါ့နော်အဲ့ဒါလေး sharing လုပ်ပေးချင်တာပေါ့နော် အဲကျွန်တော်မှဆိုရင်ဝယ်ထားတဲ့ပေးတစ်ခုဆုံးရှုံးတယ်အဲကိုပဲ run နေတဲ့ပေးတစ်ခုဆုံးရှုံးတယ်အဲတစ်ခုကတော့သူ့မှာသွားပြီးတော့သူ့ရဲ့ပေးအောင်မှာအဲဒါသွားကြတာပေါ့နော်အဲဒီစေးပဲကြသွားလို့ဖြစ်မှာပေါ့အဲကျွန်တော်ရဲ့ပေးဒီမှာလာပြက်စီတယ်တစ်ခေါက်ကတော့ဒီ follower သိမ်းတဲ့ဟာကတော့ကျွန်တော်ကိုယ်တိုင်ဖြစ်တာပေါ့နော် အဲ့ဒါကတော့ကျွန်တော်ရဲ့အတွေ့အကြုံကျွန်တော်ရဲ့အကောက်ကိုကျွန်တော်ဖြည့်လိုက်တဲ့ information မှန်ကန်မှုမရှိတဲ့အတွက်မှားယွင်းသွားတာဖြစ်တဲ့အတွက်ပေါ့နော်အဲကျွန်တော်တို့ကဒီ page တွေမှာတိုက်အိုင်တွေဖြည့်တယ်တချို့ကျတော့တိုက်အိုင်တွေမှာချိန်တက်ခဲ့တာက visa ဆောင်ကြီးနဲ့ချိန်တက်ခဲ့တယ်ဗျာ visa ဆောင်တဲ့ number ကအဲ facebook ဘက်ကပြန်တောင်းတဲ့ချိန်ကျတော့ကျွန်တော်တို့က ci မျိုးပေးလိုက်တာလို့ဆက်ငယ် online စင်မျိုးတစ်ခုထည့်လိုက်တာလို့ဒါဆိုရင်မှားသွားတယ်ပေါ့နော်အမှားသွားတဲ့အတွက်အဲသူဘက်ကချလိုက်တာမျိုးတွေရှိတယ်တချို့ကြတော့လေကျွန်တော်တို့ visa ဆောင်မှာက cc ပေါ့နော်အတမ်းမျိုးပေါ့နော် mg လို့ဆောင်ပုံမှာမူတည်ပြီးတော့နံပါတ်လေးတွေရှိတယ် အဲ့ဒီနံပါတ်လေးကခါကြလို့ဆိုရင်ကျွန်တော်တို့လုံတမကပန်းရောင်ကတ်တွေပေါ်အဲ့ဒီကတ်တွေပေါ်သွားထည့်တဲ့ခါကြရင်ကျွန်တော်တို့ကလွဲနေတာတွေလည်းရှိတယ်ဗျအဲကျွန်တော်တို့မြန်မာစာအုပ်တွေကတစ်ခါလဲလိုက်ရင်တစ်ခါနံပါတ်ကပြောင်းသွားတယ်ဗီဇာစာအုပ်ကပေါ့နော်ခဏခဏနံပါတ်တွေပြောင်းတယ်အဲကျွန်တော်တို့ကဗီဇာအဲပန်းရောင်ကတ်ထဲမှာကထိုင်းကမပြောင်းဘူးဗျမြန်မာခါတာပြောင်းတော့ထိုင်းကမပြောင်းဘူးပေါ့နော်မပြောင်းတဲ့အတွက်ကျွန်တော်တို့ကသတိချက်လွတ်တာပေါ့နော်ငါရဲ့အကောက်ကိုငါတို့ကအဲအတိုင်ဖြေတဲ့နေရာမှာဗီဇာစာအုပ်နဲ့ဖြေတတ်ခဲ့တာလားအဲတစ်ခုအဲ့ဒါလေးတစ်ခုတော့မှတ်ထားဖို့လိုတယ်ဗျအဲကျွန်တော်ရဲ့မိတ်ဆွေက ဒီတိုင်းဒီမှာဖြည့်ထားခဲ့တာဗီဇာစာအုပ်လားဆိုင်ငယ်မောင်းလိုင်းစင်လားဝက်ပါမေးအခုခုပေါ့နော်ကိုတိထားဖို့လိုတယ်ဗျအဲတိထားမှပဲတကယ်လို့အဲ့ဒါပြန်တောင်းရင်အဲ့ဒါပြန်ပေးမှမှန်ကန်မှရတာပေါ့နော်အဲကျွန်တော်ပြောသလိုပဲကျွန်တော်တို့စာအုပ်တွေကတစ်ခါလဲရင်တစ်ခါနံပါတ်တွေကပြောင်းတယ်အဲထိုင်းထိုင်းမှန်နေတဲ့ပန်းရုံကတ်တွေပါလေဂျာမပြောင်းဘူးကျွန်တော်တို့ကစာအုပ်နဲ့လှုပ်ထားတဲ့အကောက်ကိုပန်းရုံကတ်နဲ့သွားတင်နိုင်တယ်ဒီစီပဲချက်သွားတယ်အဲဒါမျိုးတွေဖြစ်တယ်ပေါ့နော်အဲဒါလေးကိုကျွန်တော် share လုပ်ပေးတာပါအဲဒီဗီဒီယိုလေးကတော့အဲဒီလောက်ဆိုရင်မိတ်ဆွေပြေဝယ်မယ်မိတ်ဆွေတွေဆိုရင် တစ်ချက်သတိထားဖို့ပေါ့နော် Facebook ပြီးမှ run နေတဲ့အတိုင်းဒီဖြစ်မဆိုနဲ့တစ်ချက်သတိထားဖို့အဲကျွန်တော် share လုပ်ပေးတာပါအဲဒီဗီဒီယိုလေးကိုကျွန်တော်တင်တဲ့အတွက်ကျွန်တော်ရဲ့ပေးပြက်သွားခဲ့တဲ့ဆိုရင်လည်းနောက်ထပ်ပေးတစ်ခုထပ်ဖွင့်လေလာရောက်အားပေးဖို့လည်းတောင်းဆိုပြရစီခင်ဗျဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်